ပေးခင်ရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းဤသတင်းတွေကိုနားဆင်ကြရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါစစ်ပွဲကိုညှင်းဆန်ပြီးအကြမ်းဖက်စစ်တပ်ရဲ့အဓမ္မရွေးကောက်ပွဲကိုထောက်ခံဖို့ဆုံးဖြတ်လိုက်တဲ့ BGF DKBA တပ်တွေဟာအခုတော့ပုံပြီးပေါ်ပေါ်တင်တင်ရှိလာပါတယ်။တပြိုင်နက်တည်းမှာပဲငင်းချမ်းကြီးလိုခေါင်းစဉ်တတ်ထားတဲ့ဆွေးနွေးပွဲတွေလုပ်ပြီးမင်းအွန်လိုင်းဆန္ဒပြအောင်ရွေးကောက်ပွဲကိုကူညီမဲ့အကြောင်းပုံပြီးအသံထုတ်ပြောလာနေကြပါတယ်။ ဒါကြောင့်လဲအာရှလန်စိုးမိုးရင်နဲ့၄ကီကော်ကိုပြန်သိမ့်ပတ်ရေးတိုက်ပွဲကာလလက်နက်ကြီးတွေလေရင်ဘုံတွေချမှာပဲ BGF DKB အဖွဲ့တွေဟာယူကောက်ပွဲကိုမဲထဲချဖို့ပြင်ပြည်သူတွေကိုဖိအားပေးတိုက်တွန်းနေကြပါတယ်တိတ်ကတိကြီးရွာမှာရှိတဲ့ BGF အမှတ်နှစ်စစ်ဒေသဌာနချုပ်မှာပြုတ်လုတဲ့မနေ့ကစတင်မလာ28ရက်နေ့ဆွေးနွေးပွဲမှာတော့ယူကောက်ပွဲကိုသူတို့ကူညီမဲ့အကြောင်းခွဲထွက်၃ဖွဲ့ကအတိအလင်းထုတ်ပြောခဲ့ပါတယ် အဲ့ဒီပွဲကို BGF မှာအထွေထွေတွင်းမှုချုပ်ဘူမှုချုပ်စောချစ်သူအမတ်နှစ်စစ်ဒေသစစ်စင်ရမှုဘူမှုချုပ်စောတင်ဝင်းအမတ်လေးစစ်ဒေသစစ်စင်ရမှုဘူမှုချုပ်စောမုတ်တုံတို့တက်ပါတယ် DGB ဘက်ကဆိုရင်တော့စစ်ဦးစီးချုပ်ဘူချုပ်ကြီးစောစတီဒုစစ်ဦးစီးချုပ်ဒုဘူချုပ်ကြီးစောရွှေဝစစ်ဦးစီးအရာရှိချုပ်ဘူချုပ်စောဆန်းအောင်နဲ့နောက်တစ်ဖွဲ့ဖြစ်တဲ့ကရင်ငင်းချမ်းရေးကောင်စီ PC ဘက်ကဒုဥက္ကဋ္ဌနော်ကပေါ်ထုလက်တက်ပါတယ်ထူးခြားချက်အနေနဲ့ကတော့အဲ့ဒီပွဲကို KNU ဒူပလျာခရံဥက္ကဋ္ဌဟောင်းပထူစောရွှေမောင်းတက်လာတာတွေ့ရပါတယ်။ BGF, DKBA, PC စတဲ့အဆိုပါအဖွဲ့၃ဖွဲ့ကအထွေထွေရွေးကောက်ပွဲဖြင့်တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်နိုင်ရေးအတွက်ရွေးကောက်ပွဲကိုကာကွယ်မယ်၊ပူးပေါင်းလှုပ်ဆောင်မယ်လို့ပူးတွဲသဘောထားထုတ်လိုက်ကြတာလည်းဖြစ်ပါတယ်။ငကူမူလဖြစ်တဲ့ KNU ကအထမရွေးကောက်ပွဲကိုအရင်အမျိုးသားတရက်လုံးနဲ့တူစန့်ကျင်မယ်လို့ဆုံးဖြတ်ကြေညာထားတာပါ။ အခုတော့ခွဲထွက်အဖွဲ့ဖြစ်တဲ့ဆိုပါသုံးဖွဲ့လုံးကတော့ဒီအရမယူကောက်ပွဲကိုပဲကူညီမယ်ဆိုတဲ့ရည်တည်ချက်တွေကြောင့်မကြခင် ခွဲထွက်အဖွဲ့စည်းတွေကစေအုပ်စုရဲ့အကူအညီနဲ့ပုံမူခြားနာကွဲပြားသွားပြီးတရင်ချင်းချင်းအငင်းပွားတက်ခတ်မှုတွေဖြစ်စေတော့မလားဆိုတဲ့တန်တရားတွေလည်းပေါ်ပေါက်စေခဲ့တယ်ဆိုရမှာပါဆွေးနွေးပွဲမှတ်တမ်းတွေမှာလည်းတရင်မျိုးသားတက်မတော် KNA ဖြစ်ပြီးလားမဖြစ်သေးဘူးလားမသေးကွဲတဲ့အဲ့ဒီအဖွဲ့တွေဟာ BGF KNA ် DKPA KNA ဆိုတဲ့ထူးခြားတဲ့တပ်ဖွဲ့နာမည်အသုံးပြုမှုတွေနဲ့စိတ်ဝင်စားစရာဖြစ်လာပါတယ်။အဆက်ဆက်မှာတရင်ကိုအကြောင်းမျိုးမျိုးပြပြီးပိုင်းနိုင်ခွဲနိုင်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ဟာ အနာသိမ့်ရဲ့အကျန့်ဖက်မြဲနီလန်းဟောင်းတွေပဲတုံးခဲ့တာပါအခုခေတ်မှာလည်းသူတို့အကျဉ်အကျပ်တဲ့ရောက်တဲ့အခါအရင်တပ်တွေကိုနီလန်းဟောင်းပုံစံအစ်တစ်မျိုးနဲ့အကြီးအကျယ်ပိုင်းနိုင်ခွဲလိုက်နိုင်ပြန်ပြီလားလို့ယူဆစရာဖြစ်လာပါတယ်နိုင်ငံရေးဩဇာပို့ရှိတဲ့ KNU ကတော့ဒီခွဲထွက်အဖွဲ့သုံးဖွဲ့လုံးဟာနိုင်ငံရေးမူဝါဒဘာမှမရှိဘဲအစဉ်ပြေတို့ရက်တီရှင်သန်ရလေရှိကြောင်းသဘောထားကြည့်တဲ့လေတံနဲ့ထုတ်ပြောထားတာရှိပါတယ်ဒီဖြစ်စဉ်တွေဟာအမြပရိကိုပြောင်းပွင့်လာနိုင်ပြီးတောင်ပိုင်းကတော်လန်ရေးအမာခံ ံနေမျိုးတွေကိုအပိတသိမ့်ဖို့စေအုပ်စုကအလုံးရင်စစ်ထိုးနေတဲ့အချိန်တွင်းအမျိုးစုံ ဖြစ်နေကြတာပါမြရီတောင်ပိုင်း၄ကီကောကိုလည်းစစ်အုပ်စုနဲ့တူ BGF တပ်ဖွဲ့အကူအညီတွေဟာအနိုင်ယူဖို့မဖြစ်နိုင်သေးဘဲစူးစားတိုက်ခိုက်နေရဆဲဖြစ်ပါတယ်။အခုထိတော့ကိုရဲ့မြောက်သွားပြီဖြစ်တဲ့တိုက်ပွဲတွေနဲ့တူတော်လိုင်းပူပေါင်းတပ်တွေဘက်ကအခုကန်တိုက်ပွဲတွေလည်းပြင်းထန်နေဆဲဖြစ်ပါတယ်။ စေအုပ်စုရဲ့စစ်ကြောင်းတပ်တွေဟာ၄ K ကော်မြို့အစက်နာရောက်နေပြီဖြစ်ကြောင်းသတင်းတွေရရှိပေမဲ့အတိတ်ကြတော့မသိရသေးပါဘူးလောလောလတ်လတ်မှာတော့၄ K ကော်အနားမှာရှိတဲ့မင်းလက်ပံစာတင်ကြောင်းနဲ့ဖလူကြီးဓမာယုံစတဲ့အဆောက်အုံတွေကိုစေအုပ်စုရဲ့ဘုံတံတွေရောက်ရှိကပျက်စီးနေတာနောက်ဆုံးအခြေအနေဖြစ်တွေ့ရပါတယ်ဒီနယ်မြေကိုကာကွယ်ခုခံနိုင်ဖို့အထက်ကတိုက်ထုတ်နေတဲ့ကော်ပိုရာဖွဲ့ရဲ့ထုတ်ပြန်တိုက်ပွဲရုပ်သံတစ်ခုကတော့ စက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်လာပြီးလူမြင်များခဲ့ပါတယ်။တိအုပ်စုတပ်တွေဟာ၄ကီကောတိုက်ပွဲနဲ့တစ်ချိန်တည်းမှာပဲတော့ကရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအန်ဖကြီးကျေးရွာဘက်ကိုလည်း BGF တပ်ဖွဲ့တပ်နယ်၃တပ်ဖွဲ့ဝင်များရဲ့အကူအညီတွေနဲ့တူစစ်ကြောင်းထုတ်လျက်ရှိကြောင်းသိရပါတယ်။စက်တင်ဘာလ29မှာတိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ခလာရ69တက်ကကူပစ်ပေးတဲ့လက်နက်ကြီးတွေနဲ့တူအရှလန်းကိုစိုးမှုဖို့ရန်သူတပ်ဘက်ကစူးစမ်းနေကြတာပါ။နဘူးအုပ်စုဝဲကင်အန့်ဖုန်ကြီးเจ้าမှလည်း ရမရွေးကောက်ပွဲအတွက်မဲထဲတရုတ်ပြပွဲတွေကိုကျင်းပနေကြပါတယ်။တချိန်တည်းမှာပဲတပ်မဟာငါဖပွန်ခရိုင်ကိုလည်းစစ်ကြောင်းတွေထိုးပါတယ်။ BGF နဲ့ DKB အကူအညီကိုပဲရယူပြီးအင်အားဆက်တိုက်ဖြစ်နေကြရမှာအခုဆိုရင်ဝါရူရွာထိကိုရောက်နေပြီလို့သိရပါတယ်။လက်ရှိချိန်ထိကရင်စည်ရေးသတင်းများကတော့ဒီလောက်ပါပဲ။စစ်အုပ်စုကိုတော်လှန်နေစေ KNU ကိုတိုက်ဖို့ကရင်မျိုးသားတပ်မတော် KNA ဆိုတဲ့နာမည်လှလှတစ်ခုအောင်မှာ BGF DKBA PC အဖွဲ့တွေကိုပေါင်းပြီးစေအုပ်စုတွေအနေနဲ့ဘယ်လိုအိုးမဲ့တောက်ကြအောင်မလဲဆိုတာဆက်ပြီးစောင့်ကြည့်ရမယ့်အချိန်ရောက်လာခဲ့ပြန်ပြီလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာအရကတတော် A ရဲ့တရားဝင်ထုတ်ပြန်ချက်တစ်ခုကိုလည်းပြန်လည်တင်ပြပါမယ်ရခိုင်ပြည်နယ်ကိုပြန်သိမ်းပိုက်ဖို့အောင်မြင်မှုအမြင့်မားဆုံး A တတော်ကတော့ရန်သူတွေမများပဲစစ်အုပ်စုတပ်ကိုသာအာယုံစိုက်တက်ခိုက်နိုင်ဖို့ကြိုးစားလို့နေကြပါတယ်စက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်တစ်ခုထွက်လာရမှာတော့ အာဆာရဲ့တိုက်ခိုက်မှုများကိုကြုံနေရကြောင်းအေအေကဝန်ခံထားပြီးအဲ့ဒီထုတ်ပြန်ချက်ထဲမှာစက်တင်ဘာလ16ရက်နေ့ကစတင်လို့အာဆာအဖွဲ့ကရခိုင်ပြည်မောင်းတော်မြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်း56နဲ့59ကြား point 633ကုန်းရှိအေအေနေဆက်လုံခြုံရေးတပ်စခန်းနဲ့အခြားစခန်းဖြစ်တဲ့ဒုံညူစခန်းကိုသိမ့်ပိုက်ဖို့ရည်ရွယ်သောတိုက်ခိုက်မှုမျိုးပြုလုပ်မဲ့အရေးလက္ခဏာတွေစက်တိုက်တွေ့ရှိလာရကြောင်းစက်တင်ဘာလ16ရက်နေ့ညနေ4:00နာရီ17မိနစ်အချိန်မှစတင်လို့ point 631စခန်းကိုအာစာကစတင်တိုက်ခိုက်ကြောင်း point 631စခန်းရဲ့ပထမအဆင့်ရှိမိမိတို့အသုံးမပြုသောအဆောင်ပြက်များနေရာသို့အင်အားအနည်းငယ်ခိတ္တဝင်ရောက်နိုင်ခဲ့တော်လဲအေအေရဲ့ဒံပြန်ထိုးစစ် ခုခံစစ်များကြောင့်အာစာတပ်ဖွဲ့က၄ရက်မြောက်မနေ့မှာအတုတ်လိုက်ထွက်ပြေးသွားကြကြောင်းထွက်ပြေးသူများကိုလိုက်လံရှင်းလင်းစဉ်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းဆိုပါတယ်စက်တင်ဘာလ28ရက်နေ့ထိအေအေနဲ့အာစာအဖွဲ့တို့ကြား point 631စခန်းပတ်ဝန်းကျင်တွင်၎င်း ထွက်ပြေးသွားသောအာစာအဖွဲ့ဝင်များနဲ့၎င်းနေရာ၆ခုမှာထိတွေ့တိုက်ခိုက်မှုစုစုပေါင်း၁၂ကြိမ်ထက်ဖြစ်ပွားခဲ့ကြောင်းအာစာတပ်ဖွဲ့ဝင်အလောင်းအချို့စစ်အုံဆောင်များနဲ့လက်နက်ခဲယမ်းများသိမ်းဆီးရမိခဲ့ကြောင်းအေအေကထုတ်ပြန်ပါတယ်စက်တင်ဘာလ၂၄ရက်နေ့မနက်၉နာရီချိန်ခတ်မှာတော့ဘင်္ဂလားဒေ့ရှ်အရခနေဇက်ကာလန်ဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှာခြုံခိုနေရာယူထားတဲ့အာစာတပ်ဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်မှုကြောင့်အေအေတပ်ဖွဲ့ဝင်များတန်ရာရခဲ့ကြောင်းပြောပါတယ်ဒီအာစာအဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နေဂျာဆော့တက်မှာအရာရှိချုပ်ရဲ့ထောက်ခံအားပေးမှုများနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုရရှိထားကြောင်းအေအေကဆွဆွဲပါတယ်။အဲဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာဆာပါဝင်လက်နက်ကင်များခွင့်ပြုထောက်ပံ့ကူညီအားပေးနေသောဘင်္ဂလားဒေ့ရှ်နေဂျာဆော့တက်မှာအရာရှိတချို့ကိုအမြန်ဆုံးအရေးယူတင့်တယ်လို့တိုက်တွန်းပြီးအဲ့လိုအရေးယူထိန်းချုပ်မှုမရှိဘူးဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးတို့ကိုထိခိုက်စေနိုင်တာ နှစ်ဖက်တင်းမာမှုများပုံမိုမြင့်တက်လာနိုင်တယ်လို့အေအေကသတိပေးနေပါတယ်။အရခတတော်အေအေဟာစစ်တွေမျိုးကြောက်ဖြူမျိုးအပါဝင်အရခဒေသနဲ့နယ်မြေဆက်ဆက်နေတဲ့အခြားသောနေရာသုံးခုမှာစစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေတာကိုအာစာ PRO အဖွဲ့တွေကအခွင့်ကောင်းယူပြီးအေအေစခန်းတွေကိုအခုလိုတိုက်ခိုက်တာဖြစ်လို့ဒါကိုအေအေဘက်ကဖြည့်ရှင်းဖို့ဆက်ဆံရအားပေးနေတဲ့အဖွဲ့အစည်းတွေကိုအသိတတိပေးလိုက်ပါပြီ။ အာနာသိန်းအုပ်စုတွေကလည်းအာစာအဖွဲ့တွေကိုလက်နက်ခဲယံထောက်ပံ့နေကြတာကိုယုံကြည်ရလို့ရခိုင်ပြည်တစ်ခုလုံးပြန်သိမ်းဖို့ပြက်ပြက်သားသားတိုက်ပွဲဝင်နေစေအေးဟာအခုလိုနောက်ထပ်ရန်သူစစ်မျက်နှာသိအင်အားမကြီးလာဖို့ကို အချိန်မီဟန်တားဖို့ကြိုးစားလာတာကိုတွေ့နေရပါတယ်ခင်ဗျာတစ်ချိန်တည်းမှာပဲစတင်မလာ26မှာတော့အေးတက်တွေဟာရခိုင်ပြည်တောင်ကုန်းနယ်ဘကိုးတိုင်းဒေသကြီးပဒေါန်းလမ်းပေါ်ရှိအချမ်းဘက်စစ်တပ်ရဲ့စခန်းကုန်းတစ်ခုကိုသိမ်းလိုက်နိုင်ပြန်ပါတယ်ပဒေါန်းမြို့နယ်စင်လန်ကြီးရွာစခန်းကုန်းရှိရှိစခန်းကုန်းတစ်ခုဖြစ်ပါတယ် အဆိုပါစခန်းကုန်းတစ်ခုအသိမ်းခံရပြီးစစ်အုပ်စုဘက်မှယာနဲ့ကြီသိဆုံးပြီးနောက်စင်လန်စခန်းကုန်းဘက်မှထိုးစစ်ပြန်တက်လာလို့စက်တင်ဘာလ29ရက်နေ့မနေ့အချိန်ထိ AA နဲ့တိုက်ပွဲပြင်းထန်နေကြကြောင်းသိရပါတယ်။ AW တိုင်းရခိုင်ဆက်ပဲခူးတိုင်းရခိုင်ဆက်နဲ့မကွေးတိုင်းရခိုင်ဆက်နေရာတွေကိုစစ်အုပ်စုကပြန်ရယူဖို့ကြိုးစားနေတဲ့တိုက်ပွဲတွေမှာစစ်အုပ်စုတွေဘက်ကအခုလိုတိတိတသာအထိနာလျက်ရှိနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ ပဲခူးတိုင်းပြည်ခရိုင်သဲကုန်းမြို့နယ်မှာတော့တော်လိုင်းတပ်တွေတိုက်ခိုက်လို့စစ်အုပ်စုတပ်သား2ဦးသေဆုံးသွားပါတယ်။ဒီတိုက်ပွဲကစက်တင်ဘာလ24ရက်နေ့မနက်9:30မိနစ်အချိန်မှာသဲကုန်းမြို့နယ်တင့်နီတော်အုပ်စုပန်းပင်ကုန်းကျေးရွာအောင်စီသာကွက်တစ်ကိုမိရှုပြီးပြန်ထွက်လာတဲ့ဆိုင်ကယ်14စီးပါစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီးပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်363တပ်ရင်းစစ်ထောက်လန်းရည်နဲ့တည်င်းပြန်ကြားရေးကအသိပေးထုတ်ပြန်တာဖြစ်ပါတယ်။ ်ပြည်ဟာ27ကိုကဲမှုအောက်ရှိ3631တိုင်ရင်တက်ခွဲငားမှရဲဘော်များရဲ့မိုင်းဆွဲတိုက်ပွဲပါဒီတိုက်ပွဲမှာမိမိတို့ဘက်မှအထိခိုက်မရှိခဲ့ပါဘူးခင်ဗျာတနင်္လာနေ့တိုင်းဒေဝမြို့နယ်ပကာရီရွာရက်ကန်းစင်ဖုန်ကြီးကျောင်းတိုက်ပွဲမှာတော့ရန်သူ9ဦးတေဆုံးသွားတဲ့တိုက်ပွဲမှတ်တမ်းတွေကိုဒုရကစစ်ကြောင်းကထုတ်ပြန်လိုက်ပါတယ်စတင်မလာ14ရက်နေ့နေ့လယ်ပိုင်းကဖြစ်ပါတယ်နှစ်ရက်ကြာသွားတဲ့အဲ့ဒီတိုက်ပွဲမှာရန်သူတပ်ကြ2ဦးအပါအဝင်9ယောက်သေပြီး ဒုဗိုလ်မူကြီးတယောက်ပါဝင်9ယောက်တန်ရာရတယ်လို့ဆိုထားပါတယ်။တိုက်ပွဲတွင် AMI-1 တက်လက်ကြီပေါက်၄ခု79ပုံးနှလုံး60မမနှလုံးနဲ့5.56ကြီး200ကိုတိမ့်စီရရှိပါတယ်။တဝဲမျိုးသားလူမျိုးရေးတပ်တော် DNA လေးရဲ့ဒုရကစစ်ကြောင်းတဝဲပြည်သူလူမျိုးရေးတပ်ဖွဲ့ TPLF ADM မှုပျောက်ကြားတပ်ဖွဲ့ကလားသစ်ဆက်ပြည်လုံးပျောက်ကြားတပ်ဖွဲ့တဝဲ Guerrilla Revolution Force တဝဲခရိုင်တပ်ပေါင်းစုဒေါ်နာတပ်ခွဲခုနှစ်နဲ့ တဝဲရှိတော့တက်ဖွဲ့ DEF တို့ပူပေါင်းတက်ပွဲကြီးဖြစ်ကမိမိတို့တော်လိုင်းရဲဘော်တယောက်ကတော့နိုင်ငံတော်အစ်အတွက်ပေးဆကြဆုံးခဲ့ရပါတယ်ခင်ဗျာတနင်္လာတိုင်းတွင်းမှာပဲပလောမြို့နယ်မှာစက်တင်ဘာလ26ရက်နေ့မနက်9:20မိနစ်ခန့်မှာတော့တမိုင်တောင်စခန်းမှာစခန်းစွန့်ခွာထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားများတောင်ရကန်းကြီးရွာမှာတပ်ဆွဲထားစီမှာ KNL အထူးတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်လို့ရန်သူနှစ်ဦးသေသွားပါတယ် KNL လေးတက်မှာလေးမှအသိပေးတဲ့သတင်းဖြစ်ပါတယ်။စစ်ခွေးတွေကပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးတာ၊တရိတ်ဆန်တွေကိုတပ်ဖြတ်စားတောက်တာတွေလှုပ်ဆောင်နေလို့အမဲ့ချွေလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်လိုခြင်းကြောင့်တွားရောက်တိုက်ခတ်ခဲ့တာပါ။စစ်ခွေးတွေဘက်ကနှစ်ကောင်သေးပြီးသုံးကောင်အပြင်းထန်ဒဏ်ရာရတယ်။ကျွန်တော်တို့ဘက်ကတဝက်တယောက်မှဒဏ်ရာရခြင်းမရှိဘဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ KNL တပ်မဟာလေးအထူးတပ်ဖွဲ့မှတာဝန်ရှိသူကအသိပေးပြောဆိုထားပါတယ်ခင်ဗျာ။ စကိုင်းတိုင်းခေဦးမြို့နယ်တွင်းကစတင်ဘာလ22ရက်နေ့ကတိုက်ပွဲမှတ်တမ်းတွေလည်းထွက်ပေါ်လာခဲ့ပါပြီ။အင်အား80ခန့်ပါအကြမ်းဖက်စစ်ကြောင်းကိုပူးပေါင်းတိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ကအရာရှိအဆင့်တွေအပါအဝင်တိစောက်မှုများပြားခဲ့တယ်လို့စစ်တုပ်ပန်း2ဦးနဲ့လက်နက်ခဲယမ်းတွေတိမ့်စီရရှိခဲ့တာကိုသတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ရွှေဘိုလက်ကျည်ရရှိနယ်ဘုတ်ကုန်းကိုစတင်ဘာလ22ရက်နေ့မှာထွက်သွားစဉ်အမှတ်နှစ်ရွှေဘိုခရိုင်အမှတ်3တပ်ရင်းခေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်1235ပတ်ကဖာများ ခင်ဦးမြို့နယ်ပလဖာတို့ပူပေါင်းအင်အားနဲ့ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရန်သူဘက်မှဒုဗိုလ်မှူးကြီးအဆင့်နဲ့သုံးပွေဘူအပါဝင်တပ်ချက်တွေတပ်သားတွေအများပြားတိုက်ဆုံခဲ့တယ်လို့စစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြက်ပြီးကစင်ကလေးအားနဲ့ထွက်ပြေးသွားခဲ့တာပါ။တော်လိုင်းပူပေါင်းတပ်တွေဘက်ကတော့ဒီတိုက်ပွဲကြီးမှာအထိခိုက်မရှိခဲ့ပါဘူးခင်ဗျာ။မကွေးတိုင်းမြိုင်မြို့နယ်မှာတော့ငားမြဖို့ထွက်လာတဲ့ရန်သူစစ်သားတွေပြစ်ခတ်ခံရပြီး၃ဦးသေဆုံးလို့တနတ်တက်လက်ကိုလည်းတော်လိုင်းဘက်ကရရှိလိုက်ပါတယ်။ စတေမာလာ28ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းတွင်းမပြူစောတိရွာမှာစစ်သားခုနှစ်ဦးဟာရွာနောက်ပတ်ရှိဆဲကိုငားမြဖို့ထွက်လာရမှအခုလိုစောက်ကြိုရှင်းလင်းခံလိုက်ရတာဖြစ်ပါတယ်။တွင်းမရွာတဲကိုဒီကောင်တွေရိုက်ခါပြတ်လပ်ပြီးသူတို့စခန်းရဲ့အနောက်တောင်ဘက်စီကရေကန်မှာရိုက်ခါရှာရင်ငားမြထွက်လာရင်ကျွန်တော်တို့ကစောက်ဆိုင်ပြီးပြစ်တာပါ။သူတို့အနေနဲ့ရိုက်ခါပြတ်လပ်နေတဲ့ဆိုတဲ့သတင်းတွေရောကျွန်တော်တို့အမြဲစောက်ကြည့်နေတာရောကြောင့်အဲ့ဒီကံကိုခတ်ဆိုက်စီထွက်လာတာကိုသိလို့အသင့်စောက်ပြီးပြစ်ခတ်တာဖြစ်တဲ့အကြောင်း 8 plus ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အာနာသိန်းအချမ်းဘက်တပ်သား9ဦးနဲ့2ဦးသေသွားပါတယ်။အမေတက်လက်နဲ့ခဲရန်ချိုရပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာနဲ့သူတို့ရဲ့အထိုင်စခန်းဆိုရင်မီတာ450ပတ်ချလဲပဲဝေးတယ်။မျက်မြင်ကတော့2ယောက်သေပါတယ်လို့တော်လိုင်းဘက်ကအတည်ပြုထားပါတယ်။မြိုင်မြို့နယ်တွင်းကတက်ခွဲ1တက်ခွဲ2ကျေးဇူးလူမျိုးရေးတပ်ပေါင်းစု PSC ကမ္မတပ်ပေါင်းစုနဲ့8 plus တပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့တိုက်ပွဲဖြစ်ပါတယ်ခင်ဗျာ။ လွန်ခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကစကိုင်းမြို့အဝင်ဝက်ချက်ကြီးရွာတောင်ဘက်ရှိအကျန်းဖက်စစ်တပ်စစ်စေးရိတ်ဂိတ်ကို Unicorn တပ်ဖွဲ့ကတိုက်ခိုက်ပူသွားစဉ်မှာရန်သူတွေထွက်ပြေးကုန်လို့အလွယ်တကူပဲတင်ယူနိုင်ခဲ့ကြပါတယ်။ထွက်ပြေးစဉ်မှာတော့ရန်သူတပ်တွေဟာလက်နက်ကြီးတွေနဲ့ရန်ပစ်သွားလို့လဲဝက်ချက်ကြီးရွာမှာခလိငယ်တူလက်နက်ကြီးကြီးထိမှန်ကပယ်90ကြီးရွာမှာပြည်သူတို့လက်ပေါက်မှကြီးထိမှန်သွားပါတယ်။ UGF ရဲ့အသိပေးထုတ်ပြန်ချက်မှာရေးသားထားတာကတော့စက္ကမတပ်သားများမှ ကြီးရွာတွေကိုမရမနာတရစပစ်ခတ်ဝင်ရောက်နေခြင်းအရိတ်ကိုရန်သူထင်နေခြင်းတို့ကြောင့်ပြည်သူများအနေနဲ့စက်ကမှတပ်သားများရောက်ရှိလာပါကတတိဖြစ်နေထိုင်ကြဖို့ကိုလည်းတတိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်ခင်ဗျာ